ပူတင်အနေနဲ့ဒုံးကြီးတွေစံပြမဲ့အစားတပတ်နဲ့မပြီးပဲ၄နှစ်ထဲရောက်နေတဲ့စစ်ပွဲကိုပဲအရင်ရက်သိမ့်တယ်လို့ဒေါ်နယ်ထရန်ကပူတင်ကိုဝေဖန်လိုက်ပါလေပူတင်အနေနဲ့ဒုံးကြီးတွေနဲ့စေးပြနေမဲ့အစားတဲ့ဒီစစ်ပွဲကိုပဲအရင်အဆုံးအသင့်ပါတယ်လို့အမေရိကန်သမ္မတထရန်ကမလေးရှားကအပြန် Air Force 1လေယာဉ်ပေါ်မှာလောက်တဲ့သတင်းစာရှင်းပေါ်မှာသတင်းနောက်တွေကိုပြောပါမယ်မိုင်းမောင်းရှင်းလို့ရတဲ့ပြစ်ခတ်နိုင်တယ်ဆိုတော့ရုရှားရဲ့ ခရစ်တုံးကြီးအသက်စံသက်ဖြစ်ခဲ့တဲ့အပေါ်ဝေဖန်ချက်ပေးဖို့တရင်တောက်ရီရဲ့မိကိုဒေါ်နယ်ထရန့်ကဖြေခဲ့တာပါရုရှားကယုန်နဲ့မှာအမေရိကန်ရဲ့အကောင်းဆုံးနျူကလ িয়ার ရင်ငုတ်သင်းမောရှိနေတယ်ဆိုတာရုရှားကသိတယ်လို့မိုင်၈၀၀လေးပါးတွေပြန်တန်းစရာမလိုဘူးလို့ဒေါ်နယ်ထရန့်ကဆိုပါလေ။ဒေါ်ကြီးနဲ့ပတ်သက်ရင်အမေရိကန်ဟာစင်စစ်မှုပြစမ်းတမ်းနေတာဖြစ်တယ်လို့ပူတင်အနေနဲ့ဒေါ်ကြီးစမ်းသပ်တဲ့အကြောင်းပြောမနေသင့်ဘူးလို့ထရန့်ကဆိုပါလေ။ရုရှားကယုန်နဲ့မှာအမေရိကန်ရင်ငုတ်သင်းမောရှိနေတယ်ဆိုတာမယုံဘူးဆိုပြီးတော့ရုရှားလုံခြုံရေးကောင်စီဒေါ်ခရာဒီမီထရီမက်ဗီဒက်ကပြောပါလေ။ ထရန့်နေနဲ့လေလုံးထွားတာတွေကိုလည်းရတန်းကရက်တင်နေဆိုပါတယ်။ဒါပေမဲ့ထရန့်ကတော့အခုရုရှားရဲ့ဒုံးကြီးစံတမှုပေါ်ဒီစစ်ပွဲဟာလူနေတဲ့ရောက်နေပြီဖြစ်လို့ပူတင်အနေနဲ့ဒုံးကြီးစံတရမယ်အခြေမဟုတ်တော့ဘူးလို့ဒေါ်နယ်ထရန့်ကပြောသွားပါတယ်။နျူကလ িয়ার စွမ်းရည်သုံးခရုစ်ဒုံးကြီးအစ်စ်ကိုစံတပ်ပြစ်လို့မှုအောင်မြင်ကြောင်းရုရှားဘက်ကကြေညာပါတယ်။ရုရှားစစ်ဘက်ရာရှိလင်းနဲ့တွေ့ဆုံရင်းကူထားတဲ့ဗီဒီယိုတစ်ခုမှာသမ္မတပူတင်ကအဆုံးဖြတ်ပေးမဲ့စံတမှုဟာခုတော့ပြီးဆုံးသွားပြီလို့ဆိုပါတယ်။ ဒီလက်နက်ကိုစတင်သုံးပြနိုင်ရေးအတွက်အခြေခံစောင့်ဝင်ပြင်ဆင်ဖို့ညွှန်ကြားခဲ့ပါတယ်။အဲ့ဒီဒုံးကြီးကိုထုတ်လုပ်မှုကကမ္ဘာပေါ်မှာဘသူကမှပိုင်ဆိုင်ဘူးခြင်းမရှိတဲ့ထူးခြားတဲ့ဖန်တီးမှုကိုပူတင်ကပြောတယ်လို့ဒီဒုံးကြီးဟာအကန့်အသတ်မဲ့အကွာအဝေးတွေလှမ်းပြနေတယ်ဆိုပါတယ်။ရုရှားစစ်ဝစီတို့ဗဲရာရီကရော့စီမော့ကဒီနောက်ဆုံးစစ်သမှုတွေမှာလည်းဒုံးကြီးဟာ15နာရီခန့်ပြန်တမ်းပြီးကီလိုမီတာ1000လေးတော့မိုင်အားဖြင့်1800ခီးကိုရောက်ရှိခဲ့ကြောင်းနဲ့အဲ့ဒီအကွာအဝေးတွေပုံမရောက်ရှိနိုင်သေးကြောင်းလည်းပြောပါတယ်။ တမပူရင်အကောက်ကွေးစနစ်အလုံးကိုရှောင်ရှားနိုင်တယ်ဆိုတဲ့ဒုံးကျည်တွေကိုရုရှားစစ်တပ်ကတီထွင်ထုတ်လုပ်နေကြောင်း2018ကကြေညာခဲ့ပါတယ်။ဒါအပြင်ညူထိတ်ဖိုးပါတက်စင်တင်ဆောင်နေတဲ့ 9M73 ဆိုတဲ့အနေပြန် cruise missile ဒုံးကျည်တဲ့အကြောင်းရှော့ရှော့ဝင်အောင်ပြောနေတဲ့ပူတင်ဟာထန့်နဲ့လည်းမကြောက်မီမိမိတွေ့ဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောလိုက်ပါတယ်။တူမာဟော့တွေယူကရိန်းကိုထန့်ကပေးမယ်ဆိုတော့ကပူတင်ကထန့်နဲ့တွေ့ဖို့စူးစမ်းခဲ့ပါတယ်။အခု ရုရှားကပြောင်းပြန်သူတို့ကလည်းဒုံးကျည်ထွက်လိုက်ပြီမို့လို့မကြခင်ချင်းတွေမှာအမေရိကန်ကမိမိကိုတွေးဆမှုအတွက်တောင်းဆိုနိုင်တယ်လို့မျှော်လင့်နေတာဖြစ်ပါလေ။ခန်းနဲ့တွေ့ဖို့ကရမင်ဘက်ကဖြစ်သိမ်းလိုက်တယ်ဆိုပြီးရေးသားနေတာဟာသတင်းမှားတာဖြစ်ကြောင်းအဲ့ဒီစာတွေးဆပွဲအတွက်အချိန်ယူပြင်ဆင်ဖို့လိုအပ်နေသေးတယ်လို့သာမိမိတို့ဘက်ကပြောကြားခဲ့ကြောင်းရိုက်တာသတင်းဌာနကတစ်ဆင့်ထုတ်ပြန်ပါလေ။ သမရနှုတ်ကအေးမရဖတ်မရတဲ့စကားလက်ဆောင်ကြားဖို့တက်တက်လာခြင်းမဟုတ်ပါဘူးသူတို့ရဲ့အချင်းကိုအကျိုးမရှိအကုန်မကုန်ဆုံးစေလိုပါဘူးသူတို့နှုတ်လုံးကလည်းဒီအချက်ကိုပုံမှုတွေနဲ့ဝန်ခံထားပါတယ်လို့ပူတင်ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စကော့ကဆိုပါတယ်ပူတင်နဲ့ထရန့်တွဲဆောင်ဘက်ကိုဆက်လက်ရွှေ့ဆိုင်ဖို့လည်းမလိုအပ်ကြောင်းရုရှားနဲ့အမေရိကန်နဲ့နိုင်ငံကြားလည်းနားလည်မှုရရှိထားပြီလို့ဆက်လက်ဖော်ပြထားပါတယ်နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်အာဆီယံကိုတက်လာတဲ့ထရန့်ဟာ ဒီပွဲမှာတော့သူ့အနေနဲ့အမျက်ထွက်သွားပုံရပါတယ်။ထရန်ဟာအာဆီယံကိုတက်လာပြီးတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားအပြစ်ခတ်ရစဲရေးငင်းကြင်းရေးစာချုပ်ချုပ်ပွဲကိုလည်းဦးဆောင်ပြီးကမ္ဘာကထလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်အာဆီယံနိုင်ငံ၄နိုင်ငံစီကရေရှားသတ္ထုတွေပါအမေရိကန်အနေနဲ့တူးဖော်ထုတ်လုပ်ဖို့ပါထရန်ကတခါတည်းအပြီးစာချုပ်ချုပ်သွားတာဖြစ်ပါတယ်။ထရန်ဟာအာဆီယံကိုစားဝင်လာကြတဲ့ကဘလူးဆိုင်းဒီဝင်လာပဲမလေးရှားပြည်ပေါ် ခြေချချခြင်းကို သူကသူ့ကိုကြိုဆိုတဲ့သူတွေကတော့ကပြသွားတာအားလုံးအသိဖြစ်ပါတယ်ဒလိုမျိုးကဘယ်နိုင်ငံကောင်းဆောင်မှာကဘာမှမလုပ်ခဲ့ဘူးတဲ့လုပ်ရဖြစ်တဲ့အတွက်အားလုံးကအံ့အားသင့်ရပါတယ်အမေရိကန်လိုကဘာပထမဆုံးထိတ်တန်းနိုင်ငံကြီးဆိုရင်တော့ဘယ်သူကမှဒီလိုလုပ်မယ်လို့ထင်ထားတာမဟုတ်တဲ့ကိစ္စပါဒါဟာ try ရဲ့ diplomacy အကွက်ပါ try ရဲ့ diplomacy ကဘာလို့ရည်မှန်းတယ်လဲထမ်ပါတယ်မျက်ထပ်သွားလဲကြည့်အောင်ဗျာ ထိုင်းကမ္ဘောဒီးယားနိုင်ငံရေးသဘောတူညီချက်ဟူချမ်းကိုထရန့်နဲ့မေရှောင်းဝန်ကြီးချုပ်တို့ရှေ့မှာသဘောတူညီချုပ်ဆိုရဲဆိုတာအားလုံးသိပါထရန့်ကကွာလာလမ်ပါပီးစ်အကောလို့တုံးပြီးတော့ပြောရမယ်ဆိုရင်တမိုင်းဝင်ငင်းတဲ့သဘောတူညီချက်ရတယ်လို့ပြောပေမဲ့ထိုင်းနိုင်ငံဂျာအေးဝန်ကြီးကတော့ဒါဟာငင်းကြေးတော့လမ်းကြောင်းလို့သာသုံးတာထူးခြားပါလေအဲ့မှာဘာတွေသဘောတူညီချက်တွေပါလဲဆိုတော့ထိုင်းကခန္ဓာနဲ့ကမ္ဘောဒီးယားစစ်တီဆက်ရှိအောင်လုပ်ပေးမယ် အနည်းမောနေစစ်ချောင်းကလက်နက်ကြီးနဲ့မြေမြမိုင်းတွေနှစ်ဖက်လုံးကဆုတ်ကမယ်။မလေးရှားတပ်တွေကနိုင်ငံခြားအပြစ်မပစ်ခတ်ရအောင်ထိန်းသိမ်းနေတဲ့အကြောင်းကိုတဖျံရမယ်။ဒီသုံးချက်ကအဓိကပါ။ကြံကုန်သွေးသဘောတူညီချက်ကထိုင်းနဲ့ကအမေရိကန်လက်ရထုတ်ကို2.6ဘီလီယံတန်ဖိုးနဲ့အမေရိကန်စွမ်းအင်ပစ္စည်း5.4ဘီလီယံတန်ဖိုးတွေဝယ်ဖို့သဘောတူရမယ်။ဒါဆိုရင်လေရင်အစင်း80ဝယ်ခွင့်ပေးမယ်တဲ့ကမ္ဘောဒီးယားနဲ့ကတော့လေရင်တိဆောက်မှုနည်းပညာကံလီဘော်ရီနဲ့ချိတ်ဆက်ပြီးကမ္ဘောဒီးယားလေကြောင်းကုန်သွယ်ရေးဖွံ့ဖြိုးဖို့ကုမယ်လို့ပြောပါလိမ့် လေးရှားနဲ့ကော gas ea 3.4 billion ဘိုးနဲ့ telecommunication ထုတ်ကုန်တွေဝယ်ရင်းနဲ့ American လေးရင်းအစဲ30ဝယ်ခွင့်ရမယ်။ဒီလိုကြမ်းဖျင်းသိရပါတယ်။သေစိတ်တော့ဖော်ပြခြင်းမရှိပါဘူး။တုံးပြရင် American တို့ဟာတရုတ်ရဲ့အရန်နိုင်ငံနှစ်ခုမြန်မာနဲ့ကမ္ဘောဒီးယားကြားမှာထိုင်းကို aircraft တွေဝယ်ခွင့်ပေးပြီးစီးရီးတိဆောက်ဖို့စတင်လိုက်တဲ့ပုံမျိုးပါ။မလေးရှားကိုပါ American ကဝင်လာတာပါ။ တရုတ်ကတော့ဘာမှမပြောသေးပါဘူးတရုတ်သမ္မတရှီကျင်းဖင်ကတော့ဒီအခြေအနေတွေကိုသူ့အနေနဲ့လည်းတစ်ခုခုကန်တွယ်ဖို့ကြိုးစားနေပါတယ်ဒါပေမဲ့ဖြစ်ချင်တော့တောင်ကိုရီးယားမှာတရုတ်နဲ့အမေရိကန်သမ္မတထွန်းတို့ကလည်းဒီအပိုင်းလေးတွေတွေ့ဖို့ရှိနေပါသေးတယ်ဒီအကြောင်းရင်းကလည်းဘာတွေထူးခြားမလဲဆိုတာစောင့်ကြည့်ရမှာပါအာဆီယံနိုင်ငံတွေကတော့ဘာမှမပြောတာပဲထွန်းလို့ကြောင်းနှိပ်ပြီးလိုက်လုပ်ပေးနေရပါတယ် ဒါလည်းနောက်ပိုင်းတရုတ်တရုတ်နဲ့တေချာပြန်ညှိနှိုင်းရမယ်တခုခုပြန်စီစဉ်ရမယ်အနေထားပါလန်ချမ်းမဲကောင်နဲ့ greater မဲကောင်ဖွဲ့မှာထိုင်းဟိုပေါ်တင်ပဲ CAD ဆိုဖို့အမေရိကန်တို့ကငြင်းချမ်းရေးဆိုပြီးတော့ဝင်လာတာလည်းဖြစ်ပါတယ်ဒါတစ်ဖက်ကကြည့်ရင်တော့အဲ့ဒီလိုမျိုးပါတရုတ်ဘက်ကတုံ့ပြန်ချက်ကတော့ဘယ်သူမှမသိရသေးပါဘူးတရုတ်ကလက်ရှိချိန်မှာတော့တောင်ကိုရီးယားမှာ peace forum မှာ American သမ္မတထွန်းနဲ့တွေ့မယ်ဆိုရင်တော့ ူတို့နှစ်ယောက်ကြားထဲမှာတခုခုတော့ထွက်လာခြင်းရှိနေပါတယ်။တရုတ်နဲ့အမေရိကန်ကြားထဲမှာအဓိကအားဖြင့်တော့ကွန်ဒိုရေးစစ်ပွဲဖြစ်နေကားနဲ့အပြာလခေါ်ရှော့ချဖို့အတွက်စူးရနိုင်ဖို့အလားအလာများနေပါတယ်။အမေရိကန်ကအာဆီယံကိုဝင်လာပြီးသူလုံးချင်းကလို့လုံးပြသွားတော့ကိုလေတရုတ်ကမြင်ပြီးဖြစ်ပါတယ်။ဝေကတမနာထံကအာဆီယံမှာဘာလို့ပြောသွားလဲဆိုတော့အရှေ့တောင်အာရှနိုင်ငံတွေကိုကျွန်တော်ပေးခြင်းနဲ့ message ကားတဲ့ American ပြည်တော်စုကခမရုနဲ့ရာနှုန်းပြည့်အတူရှိနေပါတယ်တဲ့ ခမားတို့အတွက်သာဝရအားကောင်းတဲ့မိဖက်မျိုးစနဲ့ချီတဲ့မိဆွေတယောက်ဖြစ်မြင်ဖို့ပဲမျှော်လင့်ပါတယ်လို့ဆိုပါတယ်။ဒါပြင်အဲဒီအာဆီယံနိုင်ငံ၄နိုင်ငံနဲ့မြေရှားတက်ထူဆိုင်သဘောတူစာချုပ်တွေပါချုပ်သွားပါတယ်။ကွန်ဘေးပဲမမြင်မှုကန်တယ်ဖို့နဲ့တရုတ်ကမြေရှားတင်ပို့မှုကန့်သက်ချိန်မှာအမေရိကန်ကထောက်ပံ့ကွယ်စေကြေပြတ်စီဖို့အဲ့ဒီလိုမျိုးရည်ရွယ်လောက်လာတာဖြစ်ပါတယ်။ထာဟာထိုင်းမလေးရှားတို့နဲ့မြေရှားထောက်ပံ့ကွယ်စပ်ပူးပေါင်းဆောင်ရွက်ဖို့ပါတည်ကြစီလက်မှတ်ထိုးခဲ့ပါတယ် တရုတ်ဝမလေးရှားမှာဝမြေရှားထုတ်လို့ရဆုံးလို့နေပြီးမလေးရှားဆိုရရင်းနှီးမြှုပ်နှံမှုတွေငါဟာတရုတ်ကပ်နေနဲ့တွဲပြီးတော့မလေးရှားမှာတန့်စင်ဆိုင်ကိုဆောက်ဖို့စီစဉ်နေပါတယ်ဒီလိုအချိန်မှာမလေးရှားဘက်ကအမေရိကန်ကိုမြေရှားနဲ့အရေးပါတဲ့သထုတရားစာတာတွေတင်ပို့မှုပိတ်တာမျိုးခွဲရန်သတ်မှတ်တာမျိုးမလုပ်ဖို့သဘောတူထားပါတယ်ကမ္ဘာနံပါတ်1မြေရှားဒုက္ခထုတ်လို့ရမှာအနေထားတစ်ခုရှိတဲ့တရုတ်ကတင်ပို့မှုတွေကိုထိန်းချုပ်လာတဲ့အတွက်ကမ္ဘာတဝန်းထုတ်လို့သူတွေဟာဒိုင်းလျက်ကိုချက်စပြားတွေရက်စစ်ရင်တွေ စစ်ပဆိုင်ကရိယာတွေမှာကျကျမီရတုံးတဲ့မြေရှားရရှိရေးတခြားထောက်ပံ့လက်ညှိုးတွေကိုအသေးအံရှာဖို့လက်ချင်းတွေမှာရှိပါတယ်။မလေးရှားမှာမြေရှားတရားစတာ16တသမတသန်းလောက်တန်လောက်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ထို့လို့ဤပညာတိုးတက်ဖို့ကြိုးပမ်းနေတဲ့မလေးရှားဟာအဲ့ဒီမြေရှားအရိုင်းတွေကိုတော့မရောဘူးလို့ဆိုထားပါတယ်။မေဂန်ကတော့တန်းစင်တဲ့ဤပညာပေးမယ်လို့ဆိုပါတယ်။ဒါပေမဲ့မက်ဂါဟာသူ့စီကထွက်တဲ့မြေရှားနေငယ်ကိုတော့မှတရုတ်ကိုပို့ပြီးပြန်လဲတန့်စင်နေရတဲ့အခြေအနေမှာရှိပါတယ် တရုတ်ကပဲမြေရှားနဲ့ပတ်သက်ပြီးအများအမိခွန်နဲ့အမေရိကန်ဟာတရုတ်ရဲ့မြေရှားနဲ့ပတ်သက်ပြီးတော့အကွက်ပြမှုကြောင့်တော်တော်လေးရိုင်းသွားတာအမှန်ပါပဲအမေရိကန်ခုတော့မြေရှားထုတ်ဖို့ဆိုရင်မလေးရှားကမ္ဘောဒီးယားထိုင်းဗီယက်နမ်တို့နဲ့ပါကုန်သွယ်မှုပေါင်းသဘောတူညီချက်တွေချုပ်ပါလိမ့်ဒီသဘောတူညီချက်ရအမေရိကန်ကပို့ကုန်တချို့ပေါ်စစ်ချက်ခွန်300ရာခိုင်နှုန်းတိရှော့ချပေးမှာပဲထိုင်းမလေးရှားနဲ့ဗီယက်နမ်တို့ကအမေရိကန်ရဲ့မော်တော်ယာဉ်ဘေကင်းနဲ့ထုတ်လုပ်မှုစံတော်တိုင်းထုတ်ထားတဲ့ယာဉ်တွေကိုလက်ခံဖို့သဘောတူထားပါလိမ့် ပြည်ရနေကအမေရိကန်နဲ့ကုန်သွယ်ရေးပုံငွေဒေါ်လာ123ဘီလီယံရှိတဲ့ BNN ကလည်းအမေရိကန်ထောက်ကုန်တွေပုံမဝယ်ယူပြီးတော့ကွာဟာချက်တွေရှော့ချဖို့တဘောတူခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်လေရင်တွေသင်းမပေါ်ကရဟင်းနဲ့တိုက်လေရင်တွေတနေ့တည်းပြတ်ကျောက်မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ကွဲပြားတဲ့ဖြစ်စဉ်တကူဟာတောင်တယောက်ပင်လယ်ရေပြင်မှာကြီးဖြစ်ခဲ့ပြီးတော့လေရင်တွေရဲ့အမှုထမ်းတွေကိုတော့ဘေးကင်းရေးနဲ့ကယ်တင်နိုင်ခဲ့တယ်လို့ရေတပ်ကထုတ်ပြန်ပါတယ်။ ပြီးတော့လေရင်ပြည့်ကျတဲ့ကြောင်းရင်းကိုလည်းစုံစမ်းစစ်ဆေးနေပါတယ်ရေတက်ကထုတ်ပြန်ရမှာအော်တိုဘာ26လေးလပိုင်းကအား MA60R Seahawk မျိုးစားလေရဟင်ဟားတဲ့ပင်လယ်တဲကိုပြတ်ကျသွားခဲ့ပါတယ်တဲ့ရဟင်ပေါ်လိုက်ပါသွားတဲ့လူ၃လုံးကိုတဲ့ကင်းစေးဖွဲ့တွေကရှောက်ခွေကင်းစင်နိုင်ခဲ့ပါတယ်တဲ့အဲ့ဒီရဟင်ဟားတဲ့ US Limits Lane တင်းမောကြီးပေါ်ကနေပုံမှန်တတ်မှတ်ခီးစစ်တခုအတွက်ပြန်တန်းရင်ပြတ်ကျခဲ့တာဆိုပါတယ် နောက်နိုင်ဝဲလောက်ကြမှာတော့ USS Nimitz ပေါ်မှာပဲခြေဆိုင်တဲ့ American ရေတပ်တိုက်လေယာဉ် F/A-18F လဲပြတ်ကျခဲ့ပါတယ်။လေယာဉ်မှုနှူးလုံးကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ American ရေတပ်ဟာ USS Nimitz ကိုရှမင်းခြေဆိုင်ဟူသီဘုံရဲ့စခန်းလေးကိုတိုက်ခိုက်တဲ့စစ်စင်ရေးအတွက်အရှိလေပိုင်းမှာအချိန်တော်ကြာဖြတ်ကျက်ထားခဲ့ပြီးတယ်နော်။ဝါရှင်တန်စီပြန်လာဖို့ခေါ်ယူထားပါတယ်အဲ့ဒီလေနေသိမောကြီးကိုလာမယ့်နှစ်မှာရေတပ်ကပြီးတိုင်နားပေးဖို့စီစဉ်ထားပါတယ် USS Nimitz ဟာ အမေရိကန်လိင်တဲ့သင်းမောအလုံးတက်မှာတက်တော်ရှိရင်ရင်ကြီးဖြစ်ပါတယ်။ USS Nimitz ပေါ်ကလိင်နစီဆုံးရှုံးခဲ့တဲ့ဖြစ်ရနောက်ကွယ်မှာပေါ်ဆောင်မှုတွေမှားယွင်းကံတွေမှုတွေရှိခဲ့ပါသလားဆိုတာတော့မသိရသေးပါဘူး။တခြားအမေရိကန်လေရင်တင်သင်းမောကြီးတစ်စီးဖြစ်တဲ့ USS Harrius Truman ကတော့ဒီလိုအမှားမျိုးတွေကြောင့်ပြီးခဲ့တဲ့လပိုင်းတွင်အတော်လေးကောင်းခင်းစရာဖြစ်ခဲ့ပါလေ။ရှေးလေပိုင်းမှာဖြန့်ကျက်ထားခဲ့တဲ့ဒီဇင်ဘာလတုန်းက heavy instrument ပေါ်ကပြင်းထန်လာတဲ့ FA 18တက်လေရင်ကို အချမ်းရည်ရတဲ့ဒစီဖြစ်တဲ့ battery လုံးကြီးတဲ့ cruiser စုပ်ပင်းပေါ်ကမှားရပြချမိပါလေ။ AB လာမှာတော့အဲ့ဒီလေနေတဲ့မော်ရနာထားတဲ့ FA 18တက်လေရင်စီးဟာလဲပင်လယ်နီစီလိန်စင်းပြီးပြစီဆုံးရှုံးနေပါလေ။မေလာမှာလဲ FA 18တက်လေရင်စီးဟာသင်းမပေါ်အစင်မှာအရှိန်အသက်ပင်မဲ့တမ်လိဂျိုးနဲ့မချိမိရဲ့အရှိန်လုံးပြီးပင်လယ်ထဲထိုးကြလို့လိန်မုန်းလို့ရေးပေါ်လူကြီးနဲ့ခုံထွက်ပါလေ။ ီပြည်စနစ်မှာလေတက်သားတွေထိခိုက်သေးဆုံးမှုမရှိတော့ညာလည်းပဲအခုတပြင်းစစ်ဆေးမှုတွေကိုတော့လှုပ်ဆောင်နေပါတယ်။ FA Alien Television ဟာပြန်မြဒေါ်လာအတန်း60ကျော်လောက်တန်ကြီးရှိတယ်လို့သိရပါတယ်။ပြည်သူနိုင်ငံအားလာမယ့်ရပိုင်းတွေမှာအာစတာဒုံကြီးတွေလေကြီးရေးစီစဉ်သစ်တွေနဲ့ Marriott Television တွေယူကရိန်းကိုထပ်မံပေးဖို့မယ်ဆိုပါတယ်။ယူကရိန်းကိုထပ်မံမှုနဲ့ရုရှားကိုဖိအားပို့ပေးဖို့ကျွန်တော်တို့ရဲ့ကြိုးပမ်းအားထုတ်မှုကိုဆက်လုပ်ဖို့အရေးကြီးပါတယ်လို့ပြည်သူ့သမ္မတမက်ခရွန်ကပြောပါတယ်။ ပြင်သစ်အားယူကရိန်းက Mirage 2000 FIF တိုက်လေယာဉ်၃စီးပေးပို့ထားပြီးဖြစ်ပြီးတော့6စီးတိလွှဲပြောင်းမှုကိုအစောပိုင်းကကြေညာထားပါတယ် Mirage 2000 FIF ဟာ DARZA Aviation ကတွင်ထုတ်လုပ်တဲ့ဗတ်စုံသုံး engine တစ်လုံးတက်စထော့တာမျိုးဆက်တိုက်လေယာဉ်ပါလေယာဉ်မှာခင်မီရေဒါတွေအစင်းမြစ်ကွန်ပျူတာစနစ်တွေလေးစားအခြေခံလမ်းကြောင်းစနစ်တွေပါအကုန်လုံးကိုထည့်သွင်းသုံးပြနိုင်တယ်လို့သိရပါတယ်ဒါအပြင်မဟာဗျူဟာမြောက်ဒုံးလက်နက်တွေကိုပါထည့်သွင်းသုံးပြနိုင်ခြင်းရှိပါတယ် ်ရုရှားကတော့အခုလိုမျိုးယူကရိန်းပေါ်ပြည်သူရဲ့တရားလွန်ထောက်ပံ့မှုတွေကိုသတိပေးနေတာဖြစ်ပါတယ်မြန်မာ့ဘက်အစိုးရကပြည်သူ့တမန်မက်ခရွန်ကပြည်သူဟာယူကရိန်းစစ်သည်တွေအတွက်လေကြောင်းအစီအစဉ်ကိုလည်းတိုးချဲ့သွားမှာဖြစ်ပြီးတော့ဒါဟာယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးနဲ့လေတက်စွမ်းရည်တွေအားကောင်းစေဖို့ပြည်သူ့ရဲ့ဂရီကိုနဲ့တခုဖြစ်ကြောင်းလေးပြပြောပါတယ်မက်ခရွန်ရဲ့အဲ့ဒီလိုလိုမျိုးတွေနဲ့ပတ်သက်ပြီးရုရှားကပြင်သစ်အနေနဲ့ကိုယ်ပြင်းနေနိုင်ငံကြီး ို့ဆိုရအဖွဲ့တည်ရရေးကိုသာစေကြအားဆိုင်လို့တင်ပြီးတော့ပြည်ပနိုင်ငံရဲ့ရေးကိစ္စမှာအလောက်ထိပါဝင်စရာအကြောင်းမရှိဘူးလို့ပြောပါတယ်ပြည်သူနိုင်ငံမှာဆိုရအဖွဲ့အမလီမြေဖြစ်နေပြီးပြီးခဲ့တဲ့လပိုင်းတွင်ဆိုရအဖွဲ့ဝန်ကြီးချုပ်အသစ်မယူနိုင်ပဲပြိုကွဲတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်မက်ခွန်ကတော့ရုရှားဘက်ကပြောဆိုမှုနဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်ခြင်းမရှိပါဘူးပြင်းထန်ကတော့ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ထောက်ပံ့မှုတွေကို တိုးချဲ့လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ဂျက်လင်းဒီဇင်မှာ2025ခုနှစ်ဇူလိုင်လကနေပညာပိုင်းဆိုင်ရာချိုးယွင်းမှုကြောင့်ဆုံးရှုံးခဲ့ရပါတယ်။လေရင်မှုကိုရှာဖွေဖို့နဲ့ကယ်ဆယ်ရေးဖွဲ့ကလည်းကတည်နိုင်ခဲ့ပါတယ်။ယူကရိန်းဟာပြင်သစ်ရဲ့ Mirage လေရင်စစ်နက်စီးမှအစီး20အထိရရှိဖို့ရှိပြီးရေအတွက်တိကျမသိရပါဘူး။ Mirage 2005ဟာဒါဇက် Aviation ကတည်ပြီးထုတ်လုပ်တဲ့ဘတ်ဆုံသုံး engine တလုံးတက်စထုတ်တော့မျိုးဆက်တက်လျင်ဖြစ်ပါလေ။တနအီကို2340 km အမြန်နှုန်းနဲ့ပြန်တန်းနိုင်ပြီးတော့ ဟမ်မာဘက်ထင်းဘုံနေနဲ့ MICA ဝေဟမာဝေရင်ဖြစ်တော့ကြည့်တယ်ပါဝင်အလေးချိန်6300ကီလိုဂရမ်ထိတင်နိုင်ပါလိမ့်ယူကရိန်းဟာပထမဆုံးမိုင်းလိုက်2000တိုက်လေရင်တွေကို2025ဖေဖော်ဝါရီလကလက်ခံရရှိခဲ့ပါလိမ့်ဒီလေနေရမလ9ရက်နေ့ကတည်းကတိုက်ပွဲဝင်နေခဲ့ပြီးကြီးမားတဲ့လေကြောင်းတိုက်ခတ်မှုတွေရရှာရဲ့ KA-11 cruise drone ကြီးကိုကြားဖြတ်ဟန်တာဖျက်ဆီးနိုင်ခဲ့ပါလိမ့်ပြင်သစ်ရထမှတ်ပမှုမှုမှာအမေရိကန်ရဲ့ Patriot စနစ်နဲ့ဆင်တူတဲ့ပြင်သစ်အီတလီပူးတွဲလေကြောင်းကာကွယ်ရေးစနစ်တုံးတဲ့ Easter 15နဲ့ Easter 30တုံးကြီးတွေလည်းပါပါတယ်။ပြင်သစ်နဲ့အီတလီတို့ဟာယူကရိန်းအတွက်ဒီလိုစနစ်တွေထောက်ပံ့ပေးထားတာဖြစ်ပြီးတုံးကြီးတွေဆက်လက်ဖြည့်ဆည်းပေးနေပါတယ်။ပြင်သစ်ဟာယူကရိန်းရဲ့အတွေ့အကြုံကိုခြေခံပြီးတော့ Sahat 136ကိုတာဝန်ပြ drone တွေကိုတံပြန်တိုက်ခိုက်ဖို့ Myred 2000D တိုက်လေရီတွေကိုလည်းအစီအမင်းဖို့စီစဉ်ထားကြောင်းစောပိုင်းကကြေညာပါတယ်။အစီအမင်းနေမှုတွေမှာလေးစားလမ်းညော်80မမတုံးကြီးတွေကိုပေါင်းဆက်ထည့်သွင်းတုံးကြီးတွေပေါင်းဝင်နိုင်ပြီး ဒရုန်းဟန်တောင်မှုအတွက်ကွန်ကြက်စိတ်သက်သာတဲ့ပြမှတ်တိကျတဲ့လက်နက်ကိုအသုံးပြုတဲ့အမေရိကန်ပုံစံမျိုးဖြစ်တယ်လို့သိရပါတယ်။မိဖုရားကြီးတိခိကွယ်လွန်နေစရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဝန်ထမ်းချင်းထိမ့်မတ်နေတဲ့ထိုင်းတိုင်းငံလုံးမှာတနစ်တာကျင်းပမှာဖြစ်ပြီးအဲဒီကျင်းပတဲ့ကာလမှာထိုင်းပြည်သူတွေဟာအယောင်ဖျော့ဖျော့ဝတ်နေအနေရောင်ဝတ်တွေကိုသာဝတ်ဖို့အတွက်အစိုးရဖွဲ့ကအမိန့်ထုတ်ထားတာဖြစ်ပါတယ်။အဲဒီမိန့်ထုတ်ပြန်ပြီးချက်ချင်းလို့ပါပဲထိုင်းရဇေဒီထဲမှာအနေရောင်ဝတ်တွေတော်တော်လေးဝင်လာတာတွေ့ရပါတယ်။ အနေအောင်ဝေပေါင်းများစွာရောင်းချနေတာတွေ့ရပါတယ်။အဲဒီဝန်ရဲ့ကြေထိမ့်မှအနေအောင်ဝေတရားတွေရောင်းချတဲ့ခါစည်းတွေမြောင်မှုထိုင်းဝန်ကြီးချုပ်အလူတင်ကသတိပေးနေပါတယ်။ဇင်းလုံးတွေကိုပြတ်တဆွာထားရှိခြင်း shop ဈေးပေးခြင်းဖြင့်ပူပေါင်းပါဝင်တဲ့ဆိုင်ပိုင်ရှင်တွေကိုမိမိကျေးဇူးတင်ကြောင်းနဲ့လူမှုအနေနဲ့ငွေကြေးခက်ခဲမှုရှိပဲဝန်ရဲ့ကြေကွက်ခြင်းထိမ့်မှဝတ်ဆောင်တွေဝယ်ယူနိုင်စေရေးပါဝင်ဆောင်ရွက်ပေးဖို့ပြောပါတယ်။ လက်ရှိချင်းတွေပေါ်ခွင့်ရေးယူတဲ့ဈေးနှုန်းမြင့်တက်မှုသမို့အမျက်ထုတ်မှုမဖြစ်ပေါ်စေရတဲ့နိုင်ငံတော်မှာရှိတဲ့ store ဆိုင်နဲ့ online platform တွေမှာရောင်းချတဲ့အဝယ်အစားဈေးနှုန်းနဲ့ထုတ်လုပ်မှုကုန်ကျစရိတ်တွေကိုအနီးကပ်ဆောင်ကြည့်ဖို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနလက်အောက်ပြည်တွင်းကုန်ရေးဌာနကိုညွှန်ကြားထားပါတယ်။အစမတန်ဈေးတင်နာအမျက်ထုတ်တာတွေနဲ့ကြုံတွေ့ရသူတွေဟာပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနထိုင်းစားသုံးပြည်များကောင်စီစားသုံးသူကာကွယ်ရေးဘုတ်ဖွဲ့ယုံကတစ်စက်တိုင်ကြားနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ကြော်လွန်ရောင်းချပါကကုန်စည်နဲ့ဝန်ဆောင်မှုဈေးနှုန်းအဥပဒေအရပြစ်နိုင်ကြခံရမယ်ဆိုပါတယ်ဈေးနှုန်းတစ်စိတ်တည်းမပြရင်ဒဏ်ငွေပတ်တောင်းထင်းချမယ်ဆိုပါတယ်ဈေးတင်ရောင်းတာတွေစားသုံးမှုပေါ်ပြတ်ထွက်ရလို့ရင်ထောင်တန်း9နှစ်ဒဏ်ငွေပတ်တသိန်း4000နှစ်မျိုးလုံးနဲ့ချနိုင်ပါတယ်အများဆုံးတော့ကွန်ပစီတိုးလောင်ကြီးဟာထောင်5နှစ်ဒဏ်ငွေပတ်တသိန်းအထိနှစ်မျိုးလုံးချနိုင်ပါတယ်ဘီဖျားကြီးတရိခေကွယ်လွန်မှုအတွက်ဝန်ထမ်းချင်းထိမ့်မဲ့ကာလကိုတစ်နှစ်သတ်မှတ်ပြီးတော့ ပြည်သူတွေအနေနဲ့ရက်60တွင်အလက်ရောင်သမို့ရောင်းဖြောတာဝတ်ဆင်မှုအစိုးရရရှိနေတဲ့ဝန်ထမ်းတွေတစ်နှစ်ပတ်လုံးဝန်ထမ်းချင်းဝတ်ဆောင်တာဝတ်ဆင်မှုထိုင်းအစိုးရဖွဲ့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။လက်တလောကလာတွင်မှတော့ထိုင်းနိုင်ငံတွင်မှကျင်းပဖို့ရှိတဲ့ဖြောပြေးပွဲတွေကိုလည်းရက်ရွှေဆိုင်တာတွေရှိတယ်လို့သိရပါတယ်။ဒါပြင်ထိုင်းဖိုက်ကဲတို့ နိုင်မယ်ကြီးထိုင်းရိုးရာလဝိတ်ပွဲတွေကိုလည်းငွေထမ်းဝိပွဲတွေကိုလည်းနောက်ဆုတ်ထားဖို့အတွက်ညွှန်ကြားထားတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံတွင်မှဖြောပြနေတဲ့ ကိုရီးယားနိုင်ငံကျော် Blackpink ဖွဲ့ဝင်တော်မှအနောက်ရောင်ဝှဆောင်တွေဝှဆင်ပေးဖို့အရောင်ပြောတွေဝှဆင်ပေးဖို့ထိုင်းဆိုရဖွဲ့ကမြစ်တာရက်ခံထားတယ်လို့သိရပါတယ်။ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်ဖြစ်တဲ့မျိုးသမီးဝန်ကြီးချုပ်ကနိုင်ငံအတွင်းနှိမ့်ရှင်ခြေချနေထိုင်သူတွေကိုစုလိုက်ပြုံလိုက်နှင်ထုတ်ဖို့ဝန်ကြီးဌာနတစ်ခုဖွဲ့စည်းတဲ့ဆိုတဲ့သတင်းမှားတွေအွန်လိုင်းမှာအများပြားပြန့်နှံ့နေပါတယ်။ခုနှစ်စောပိုင်းကရွေးကောက်ပွဲမှာဂျပန်ဦးစားပေး Japanese First Party အမျိုးရပင်းတော့ လူဝင်မှုကြီးကြပ်ရေးစီစဉ်တဲ့ပတ်သက်ပြီးခုလိုသတင်းချက်လက်တွေပြန့်လှန့်နေတာဖြစ်ပါတယ်။ဂျပန်ဆိုရပွားတော့ဒါဟာကောလာဟာလာပြွင့်နေတာတွေဖြစ်ပြီးအဲ့ဒီလိုလုံးဝမဟုတ်ဘူးလို့တော့ပြောပါတယ်။ Facebook နဲ့ Twitter မှာအများကြီးအင်္ဂလိပ်ဘာသာနဲ့ပြန့်လှန့်တဲ့သတင်းတွေမှာဂျပန်နိုင်ငံရဲ့ပထမဆုံးမျိုးသမီးဝန်ကြီးချုပ်ဆာနေတာကာအီရှိဟာနိုင်ငံတော်စီးပွားရေးလုပ်ငန်းဆိုင်ရာဝန်ကြီး KMO နိုတာအားအဲ့ဒီဝန်ကြီးဌာနကိုဦးဆောင်မှုစီစဉ်ထားခဲ့တယ်လို့ဆိုပါတယ်။ ျပန်နိုင်ငံရဲ့နေရှိချစ်ကြနေထိုင်သူတွေကိုလည်းဆူလိုက်ပြောလိုက်ခင်ထုတ်ဖို့အတွက်လုပ်တယ်လို့ဆိုပါတယ်။တရားမဝင်နေထိုင်သူတွေကိုအဓိကပြစ်မှတ်ထားပြီးတော့ဖော်ထုတ်ရမယ်လို့လည်းဆိုပါတယ်။တရားမဝင်အလုံးလုံးနေတဲ့သူတွေအားလုံးကိုလည်းနှိမ်နှင်းပြီးတော့ဖမ်းဆီးပြီးသူတို့ရဲ့အမိနိုင်ငံကိုပြန်ပို့သွားမယ်ဆိုပြီးသတင်းတွေမျိုးမျိုးပြန့်နေတာဖြစ်ပါတယ်။အော်တိုဘန်နစနစ်ကဒရင်နာရှိမမဝန်ကြီးကစီမင်းစီမံရေးကိုမလိုက်နာတဲ့နိုင်ငံသားတွေကိုတင်းတင်းကြပ်ကြပ်ကန်တွယ်ဆောင်ရွက်ပါမယ်လို့ဆိုပေမဲ့အစုလိုက်ပြောင်းလိုက်နှိမ်ထုတ်ခြင်းကြောင့်တော့လုံးဝပြောခြင်းမရှိပါဘူး ဝီဒီယိုအသစ်ကျန်းသက်စာကျင်းဆိုပြီးနောက်ချက်ချင်းပဲစုလိုက်ပြုံလိုက်နေထုံရေးဝန်ကြီးဌာနဖွဲ့စည်းခဲ့တဲ့ဆိုတဲ့ဖော်ပြထားတဲ့ post တွေတချို့ပြန်ပြန့်နှံ့နေပြီးကြီးစုသူ၁၀သန်းလေးပါးလောက်ရှိပါတယ် Facebook မှာပြန့်နေတဲ့နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုကဂျပန်အက်ရစ်ကနိုင်ငံတော်နှင်ထုံရေးအစီအစဉ်ကိုခွင့်ပြုလိုက်ပြီးလို့သမားရင်းစွာဖော်ပြထားပါတယ်ဒီကြောင်ရတွေကထိုင်း၊ဂျာမန်နဲ့စပိန်ဘာသာစကားတွေ၊အင်္ဂလိပ်ဘာသာစကားတွေနဲ့အများဆုံးပြန့်နှံ့နေတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံကအာဖရိကတိုက်၄နိုင်ငံကြားရင်းကျေမှုနဲ့လူမှုရေးဖလှယ်ရေးစီစဉ်ကိုပြီးခဲ့တဲ့လကဖျက်သိမ်းပြီးနောက်အခုလိုသတင်းတွေပေါ်ပေါက်လာတာပါ။ဘာကြောင့်ဖျက်သိမ်းလဲဆိုတော့မသိပါဘူး။ဒီစီစဉ်ဟာပြည်ပနိုင်ငံသားတွေကိုခေါ်ယူမဲ့မူဝါဒတစ်ခု ဖြစ်တယ်လို့မှားရွာယုံကြည်သူတွေကအစိုးရကိုကန့်ကွက်တဲ့အီးမေးလ်နဲ့ဖုန်းခေါ်ဆိုမှုတွေများစွာပြုလုပ်ခဲ့ပြီးလက်ရှိဂျပန်အစိုးရကဖြေရှင်းနေရတယ်လို့သိရပါတယ်။ကိုရီးယားကျင်းတော်တစ်ခုကနေမဖြစ်နိုင်တဲ့နီလန်းနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ယောဂဆရာချွဲကန်ပေါ့ဆိုတဲ့အကြောင်းပြောချင်တယ်ဗျဒီဖြစ်ကလွန်ခဲ့တဲ့10နှစ်ကျော်ကဖြစ်ခဲ့တာပါ2012ခုနှစ်စက်တင်ဘာ18ရက်နေ့ကတောင်ကိုရီးယားနိုင်ငံဒေဂူမြို့ဒုံမူရက်စကန်မှာယောဂဆရာချွဲကန်ပေါ့ဆိုသူကိုလူရဲမှုတန်တရားနဲ့ဖမ်းဆီးခဲ့ပါလေအဲမှာသူဟာချုပ်ခန်းကနေထွက်ပြေးဖို့အတွက်ထူးဆန်းတဲ့နေလန်သုံးခဲ့တဲ့ဆိုပါတဲ့သူဟာချုပ်ခန်းကအောက်ခြေမှာရှိတဲ့အစားအသောက်တွေထည့်ပေးတဲ့အပေါက်ကနေကိုကိုကျုံပြီးထွက်ပြေးခဲ့တာဖြစ်ပါတဲ့ အဒီပေါဟာအမြင့်9.6လက်မခန့်သာရှိပြီးတော့အကျယ်ကတော့18.9လက်မရှိပါလေ။ချွဲငါပေါဟာ23နှစ်တန်တန်ယောဂလေ့ကျင့်ထားသူဖြစ်လို့ယုံကြည်မှုရှိရှိနဲ့ထွက်ပြေးခဲ့ပါတယ်။လောကခန္ဓာကိုယ်ပေါ်ပိုင်းကိုအေးပြားလိမ့်စီလေးလိမ့်ကျန်ခဲ့ပြီးအဲ့ဒီအပေါက်သေးလေးကနေထွက်ပြေးခဲ့တာဖြစ်ပါတယ်။စောင်းကြည့်ကင်မရာမတန်းတဲ့ရာသူထွက်ပြေးခြင်းဟာလည်း34စက္ကန့်သာကြာပြီးတမလို့တော့မကြာဘူးဆိုပါတယ်။ဒီလောက်18လက်မလောက်ပဲရှိတဲ့ အပေါက်လေးကနေဘလို့ထွက်ပြေးလဲတကယ်ကိုအံ့အားသင့်စရာပါပြောရမယ်ဆိုရင်တော့အဲ့ဒီပေါက်လေးရဲ့အကျဲဟာတပေခွဲလောက်ဝန်းကျင်လောက်သာရှိတယ်ဆိုပါတယ်အမြင့်ကလည်း6လက်မတော့မရှိဘူးလို့ဆိုပါတယ်ဒီပေါက်လေးကနေထွက်ဖို့ဆိုတာတကယ်ကိုမဖြစ်နိုင်တော့တဲ့အခြေအနေပါသူထပြေးချိန်မှာတောင်းဝန်ကြတဲ့ရဲဆောင်သုံးကအိပ်ပျော်နေကြပါလေ။သူဟာထပြေးဖို့အတွက်ဒီ short shot rotation ရုပ်ရှင်တွေကအတိုင်း ခေါင်းနဲ့ဆောင်တွေကိုတုံးပြီးတော့သူ့ကိုယ်သူအိယာပေါ်မှာရှိသေးကြောင်းထင်မှောင်းပြုလုပ်ခဲ့ပါတယ်။ချွမ်ကပ်ပေါ်ဟာထောင်ကနေထွက်ပြေးပြီးတဲ့နောက်ချေပလာနဲ့အနီးမှာရှိတဲ့လူနေအိမ်ကိုပြေးဝင်ပြီးတော့အဲ့ဒီအိမ်မှာလူမရှိတဲ့နောက် credit နဲ့ကားတော်တွေပါခိုးယူခဲ့ပါတယ်။အဲ့တော့သူကဘယ်ဘုံမှမသွားပဲဒဲကူမျိုးတောင်မှာရှိတဲ့တောင်ကုန်းလေးပေါ်မှာနေကင်းဘက်ပေါ်အောင်ညဘက်မှာသာသွားလာလို့ချပါတယ်။ရတဲ့ဘက်ကချက်ကဘကို6ရက်တိုင်းလိုက်လံရှောက်ခဲ့ပြီးနောက်မီလန်မြို့မှာရှိတဲ့အဆောင်တစ်ခုရဲ့ခုံမှုပေါ်မှာပြန်လည်ဖမ်းဆီးမိပါတယ် သူရဲ့အမခန်းထွက်ပြေးနိုင်စွမ်းကြောင့်တရင်တော်တွေကသူ့ကိုကိုရီးယားဟူဒီနီလို့နာမည်ပြောင်းပေးခဲ့ပါတယ်။ဒီဖြစ်ကြောင့်ထောက်လို့ကျွေးစနစ်တွေပြန်လည်တုံးသက်ခဲ့ပြီးချွဲကပ်ဘော့ကိုပြန်ဖမ်းမိပြီးနောက်အပေါက်ပိုသေးတဲ့ချုပ်ခန်းစီပြောင်းရွှေ့ချုံနောင်ခဲ့တယ်လို့သိရပါတယ်။